ဗန်လီနဲ့ပွဲမှာထူးရှည်ခြေစွမ်းပြခဲ့တဲ့ဒီကစားသမားကိုလုံးဝမယုံနိုင်အောင်ဖြစ်နေကြတဲ့အာဆင်နယ်ဖန်များပြီးခဲ့တဲ့ညအာဆင်နယ်သင်းကဗန်လီကိုဝေးကွင်းမှာတူးစီးနဲ့နိုင်ရရှိခဲ့ပြီးတော့အမှတ်ပေးစရာထိတ်ဆုံးမှာဆက်လက်ပြီးတော့ဥဆောင်နိုင်ခဲ့ပါတယ်။ဒီဘက်မှာတော့အော်တိုဘာလတစ်လလုံးဂိုးမပေးရပဲခြေစွမ်းပြခဲ့တဲ့အာဆင်နယ်ကတောင်းကန်ဘောကနေပြီးတော့ပထမဂိုးကိုစတင်နိုင်ခဲ့ပါတယ်။ပွဲကစားချိန်၁၄မိနစ်မှာဒီဂလန်ရိုက်စ်ရဲ့ပေးပို့မှုကနေဂါဘရီယယ်ကတဆင့်ဗီဒါယိုဂရက်စ်ကကောင်းတိုက်ပြီးတော့သွင်းယူခဲ့တာပါ။ပထမပိုင်းမပြီးခင်မှာပဲလီဆန်ဒရိုထရော့ဇက်ကနေပြီးတော့ရိုက်စ်ကိုဘောလုံးပေးပို့ပြီးတော့ တိုင်းမြတ်တိုက်ဆက်အဆုံးသတ်တဲ့အတူတူစီဖြစ်သွားခဲ့ပါတယ်ဒီဘက်မှာတော့အာဆင်နယ်အတွက်ကစားသမားတယောက်ကထူးရှည်ခြေစွမ်းပြနေခဲ့ပြီးတော့အာဆင်နယ်ပြည်သက်တွေကလည်းဒါကိုကြည့်ပြီးတော့အခြေအနေကြီးအခြေအနေနေကြပါတယ်ဂိုင်းအဗတ်စတန်ရရနေရကြောင်းမလို့စီရင်တိုက်ဆင်မှုဗီတာယိုဂရက်စ်ကဒီယာဒီမာလီပွဲတိုင်းနဲ့ချန်ပီယံလိပွဲတိုင်းကိုပွဲထွက်ကစားပြီးပင်မနွမ်းနေနေတဲ့ဟန်ပေါ်ခဲ့ပါတယ်အာဆင်နီပြမီဂေးအာဒီတာပြီးခဲ့တဲ့ဘရိုက်တန်နဲ့ပွဲစဉ်မှာအသက်16နှစ်ရွယ်လူငယ်ကစားသမားအန်ဒရီဟာရီမန်အန်နူးစ်ကိုပွဲထုတ်ခဲ့ပြီးတော့ယိုဂရက်စ်ကိုအဖိုးတန်အနားယူချိန်ပေးခဲ့တာဟာ နီးပြရဲ့ထက်မြက်တဲ့ဆုံးဖြတ်ချက်ဖြစ်တယ်လို့သုံးသပ်ကြပါရီဘယ်လင်းရဲ့ပွဲမှာယိုဂရက်ကလန်းဆန်းနေခဲ့ပြီးအမခန်းခြေစွမ်းပြခဲ့ပါရီသူဟာသွင်းကိုရားခဲ့ုံသာမကဘဲနဲ့ထိတ်တန်းစန်တာဖော်ဝတ်ကစားပုံနဲ့ဘန်ဒီရဲ့နောက်ခံလူတွေကိုအခက်တွေ့စေခဲ့ပါရီဒူရီယာကိုမတိုင်ခင်သူ့ရဲ့ပါဝင်မှုဟာလည်းအဓိကကျခဲ့ပါရီယိုဂရက်ရဲ့အာဆင်နဲ့အင်ဂျီနဲ့အကောင်းဆုံး55မိနစ်ဖြစ်ကြောင်းသူ့ရဲ့ဘောလုံးကိုဖမ်းဆုပ်ထားနိုင်မှုနဲ့ထိတ်ဆက်ကစားမှုတွေကအလွန်ကောင်းမှုကြောင့်ချီးကျူးခဲ့ပါရီတချို့အာဆင်နယ်ပရိသတ်တွေကလည်းဒါဟာယိုဂရက်စီနဲ့အာဆင်နယ်အတွက်ကစားခဲ့တဲ့အကောင်းဆုံးပထမပိုင်းဖြစ်ခဲ့တယ်လို့ဆိုပါရီ ဒိုဟာခွန်အားကြီးမားတဲ့တိုက်စစ်မှုဖြစ်ပြီးတော့ပြိုင်ဘက်ခံစစ်မှုတွေနဲ့ထိတွေ့တိုက်ခိုက်ရမှာအနိုင်ယူလို့ရှိပါတယ်။ဒါကအာဆီယံရဲ့အတွက်ခံစစ်လိုင်းကိုနောက်ဆုတ်စေပြီးကွင်းလင်မှာနေရာလွတ်တွေကိုပိုရစေပါတယ်။ယူကရိန်းရဲ့အာထုဂျိုးပန်ပြေးလွှာမှုတွေကလည်းအားသာချက်ပါပဲ။တခါတရံပိမန်းနေတဲ့ပုံပေါ်ပေမဲ့သူဟာပွဲစဉ်တိုင်းမှာဖိအားပေးကစားခြင်း၊ pressing ကိုပြင်းပြင်းထန်ထန်လှုပ်ဆောင်ပြီးတော့ပြိုင်ဘက်နောက်ခံလူတွေအမားမလုံးမိအောင်တုံ့ဟာပေးတာပါ။အာဆီယံရဲ့ပြည်သက်များကလည်းယူကရိန်းရဲ့ခြေစွမ်းကိုအလွန်နှစ်သက်ခဲကြပါတယ်။အာဆီယံရဲ့ပြည်သက်တို့ကဒါဟာအသင်းတော်တော်ထိတ်တန့်ခြေစွမ်းဖြစ်ကြောင်း အနာရုံချိန်အပြေးအဝရပြင်တော့အကောင်းဆုံးခြေစွမ်းပြနိုင်တာအံ့ဩစရာမဟုတ်ကြောင်းပြောခဲ့ပါရီနောက်တဲ့တူကတော့ Yogres Master Glass လို့ခေါ်ဆိုခဲ့ပါရီ Yogres ကပထမပိုင်းအပြီးမှာထိုင်ရအနေငယ်ကြောင်းလို့လူစားလဲခံခဲ့ရတယ်လို့နီးပြအာတီတာကအတည်ပြုခဲ့ပြီးတော့သူမရှိဘဲဒုတိယပိုင်းမှာအသင်းရဲ့ကစားရန်မကောင်းမွန်တော့တာဟာသူ့ရဲ့ရည်သွေးကိုတသက်ပြခဲ့တယ်လို့ဆိုနိုင်ပါရီ